ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှကြီးမူးဖွင့်လှစ်သည့်ပြည်내အဆင့်ကင်းထောက်တင်နန်းဖွင့်ဝဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှကြီးမူးဖွင့်လှစ်သည့်ပြည်내အဆင့်ကင်းထောက်တင်နန်းဖွင့်ဝဲကိုမေလ20ရက်နေ့နဲ့9နာရီကတစ်တော်ရက်ကွက်မြို့တော်ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာပြည်ထောင်စုသမရမြန်မာနိုင်ငံတော်အလံကိုအလေးပြုခဲ့ပြီး ကင်းထောက်တင်နန်းသားတင်နန်းသူများကပြည်သူအတွက်အစဉ်အသင့်တခြင်းဖြင့်ဂုဏ်ပြုတည်ဆူခဲ့ကြပါတယ်။ထို့နောက်မြန်မာနိုင်ငံလူငယ်ရေးရာဗဟုကော်မတီအတွင်းရေးမှူးအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစင်မင်းထက်ကအမှာစကားပြောကြရမှာမြန်မာနိုင်ငံလူငယ်ရေးရာဗဟုကော်မတီအနေနဲ့နိုင်ငံတော်ရဲ့အနာဂတ်အတွက်လူငယ်များကိုအရေးပါတဲ့အရေးမြင့်များအဖြစ်သတ်မှတ်ပြီးလူငယ်များရဲ့စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လူငယ်မူဝါဒအဓိကကဏ္ဍ16ရပ်ကို ထိရောက်စွာကျိုးပန်းအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းအဲ့လိုဆောင်ရွက်ရမှာနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့အညီယခုနှစ်နွေရာသီရက်ရှိကျောင်းပည့်ရဲ့ကာလများမှာကျောင်းသားကျောင်းသူလူငယ်များအနေနဲ့အားလက်ချိန်ကိုတန်ဖိုးရှိစွာအသုံးချနိုင်ရေးအတွက်ကင်းထောက်လူငယ်သင်တန်းများအပါအဝင်လူငယ်များအကျိုးရှိစေမည့်နွေရာသီအားကစားလေ့ကျင့်ရေးသင်တန်းများအပြင်လူငယ်များရဲ့ကဏ္ဍဆောင်မြင့်တင်ရေးသင်တန်းတွေလှုပ်ရှားမှုတွေကိုနေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးပြည်နယ်သီးသီးမှာဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းယနေ့ဖွင့်လှစ်သည့်ကင်းတောက်လူငယ်တင်တန်းဟာဆိုရင် လူငယ်တွေအနေနဲ့တာဝန်သိတဲ့နိုင်ငံသားကောင်းများဖြစ်လာစေဖို့အတွက်ပုံသွင်းဖန်တီးရမှာလူငယ်လူရွယ်တွေရဲ့ကိုကျင့်တရားနဲ့အကျင့်စရိတ်ကောင်းမွန်လောင် ပြုပြင်ပေးပြီးစိန်ခေါ်မှုများကိုရဲရဲဝံ့ဝံ့ကြော်လွားနိုင်ရတဲ့မိမိကိုမိမိအားကိုးယုံကြည်မှုမိမိတို့ရဲ့အမိနိုင်ငံတော်ပေါ်မှာတစ္ဆာရှိပြီး နိုင်ငံတော်ကအားထားရတဲ့လူငယ်တွေအဖြစ်အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်တတ်စေဖို့အကြီးအကဲများရဲ့အမိန့်နဲ့တွင်တင်မှုများကိုယူသေးစွာလိုက်နာတတ်တဲ့အလေးထားတွေရရှိလာဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပါတယ်။ဆက်လက်၍ဒုတိယဝန်ကြီးကအားကစားပစ္စည်းများ ထောက်ပံ့ပေးရရာတာဝန်ရှိသူတို့ကလက်ခံရယူခဲ့ပါတယ်။ယင်းနောက်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က အမှားစကားပြောကြားပြီးရှမ်းပြည်နယ်အစိုးရဖွဲ့မှကင်းထောက်တင်တဲ့အတွက်ထောက်ပံ့သည့်အလူငွေ323သိန်း6000တိတိအားပေးအပ်ခဲ့ပါတယ်။ဆက်လက်၍အရှိပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုကကင်းထောက်လေစည်းများကို၎င်းလုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးမှကင်းထောက်လက်ဆွဲစာအုပ်များကို၎င်းပေးအပ်ခဲ့ပါတယ်။ကင်းထောက်တင်တဲ့အတွက်တင်တဲ့သူများကကင်းထောက်လူငယ်များရဲ့ ်ရှေ့သို့ခြေလှမ်းတခြင်းဖြင့်ဂုံပြုတည်ဆိုပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရပါတယ်ခမညာ